မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဧပြီလ5ရက်မနေ့ပိုင်းမှာတင်ပြပေးမယ့် Radio UNG ပြည်တွင်းသတင်းခေါင်းစီများကိုမကြားတင်ပြပြီးတော့မှာဖြစ်ပါရရှင်အစိုးရပြည်သားတဲ့အစိုးရတရရဲ့စီမံအုပ်ချုပ်မှုအောက်မှာသဘာဝဘေးတွင်ရင်ဆိုင်ရရင်တိုင်းပြည်ဟာဒီလောက်အခြေအနေဆိုးမှာမဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်း UNG Public Affair Hotline ကလှလှင်ပေးတင်ပြသူများအတွက်ဝန်ဆောင်မှုများကိုနေ့စဉ်နဲ့နေ့စဉ်တိုင်းမှရက်စဉ်တိုင်းအထိဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း တည်ပြီးကြီးရတဲ့တွင်အယူကြည်လူသားချင်းစာနာထောက်ထားရင်းနဲ့ပြည်နယ်ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကငလင်ပေးတင်မြို့နယ်များအားဝေချက်သိန်း12000ကျော်ထောက်ပံ့ပေးတဲ့တွင်မြမဒီမိုကရေစီအရေးအားထောက်ခံအားပေးနေသော ပါတီစုံလွှတ်တော်အမတ်များတမကအေးပေါ်စီဝေးကျင်းပတဲ့တွင်နဲ့အေးပေါ်ကူညီကဲဆေးရေးဆိုင်ရာ ပေါင်းဆက်ညီနိုင်ရေးမှူးတွန်ဖလက်ချာမြန်မာနိုင်ငံသို့လာမည်ဖြစ်ပြီးမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ပ်ကိုလည်းရပ်ပိုင်တွင်မြန်မာသို့ဆေလွတ်မည်ဟုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြောကြားစားတဲ့သတင်းတွေပါဝင်တခြားသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။